င်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာ grade 11 maths ရဲ့ chapter 1လေးလိုနေတဲ့အပုတ်ကလေးတွေ live ဖြစ်ပေးနေတာဒါ exercise 1.2ရဲ့ number 7လေးဖြစ်ပါတယ်အဲ့တော့မေးခွန်းလေးကြည့်အောင် solve the following equation solve ဆိုတော့ဖြေရှင်းပါเนาะဖြေရှင်းပါဆိုဘာလို့ပြီးမှလဲမတိကိန်းရှာမယ် เนาะဖြည့်ရှင်းပါဆိုပါလို့မလဲမတိကိန်းရှာဆိုတော့ဘဒုရှာရမှာလဲ x တန်ဖိုးရှာရမယ်เนาะဒါဆို x တန်ဖိုးလိုတယ်ဆိုတိုင်းဘာအရင်တွဲရမလဲ factor အရင်တွဲရမယ် factor ရမှာ root တန်ဖိုးမတိကိန်းအဖြေကိုရမှာဖြစ်တယ်ဒါဆိုတော့ factor တွဲရမယ်တွဲနီးနဲ့အတူတူပဲဖြစ်တဲ့အတွက်အရင်ဆုံး factor မီးတယ်ဆိုရင်ဘာလုပ်ပေးရမလဲထပ်ညွှန်းကြည့်လိုက်ဆိုတော့ထပ်ညွှန်းက3ထပ်ဒါဆိုတစ်ချိန်အစားသွင်းမယ်ပေါ့เนาะဆိုရင် तू ကဒီလိုမတိကိန်းမီးပြီးစောပုတ်စာဆိုရင် equal ပါပါလဲ0 ်ပါတယ်เนาะဒါဆိုရင် let f of x ထားတဲ့အခါမှာ equal 0ဖြုတ်ခဲ့ရမယ် equal 0ထည့်ပြီးထားရင်တပုတ်လုံး0ဖြစ်သွားရမယ်เนาะဒီမှာ0မပါဘူးနားလည်လားဒီဘက်ခြမ်းလေးကိုပဲပါလို့ f of x တို့ထားဒါဆိုရင် f of x ထားတယ်ထားပြီးသွားရင်ခုနကလိုမျိုး နောက်ဆုံးဂိမ်းကိုစားပြတ်တဲ့ဂိမ်းနေနဲ့စဉ်းစားမှာအဲ့ဆိုနောက်ဆုံးဂိမ်းက +6 เนาะ plus 6ဖြစ်တဲ့အတွက်ဘာတွေဖြစ်မလဲ6ရဲ့ factor တွေဖြစ်မှာပေါ့เนาะအဲ့ဆို1ပြီးရင်2 3 4 6 3 2 6 6 2 6အဲ့ဒါတွေက plus or minus ပါမှာပေါ့နော် plus or minus ပါမယ်အဲ့တော့အဲ့ဒီ gain တွေတွေကဖြစ်နိုင်မယ်လို့ပြောတဲ့အတွက် plus 1 minus 1ကနေစစင်းစားမယ်ဆိုတော့ထုံးစံအတိုင်း1ထည့်ကြည့်1ထည့်ကြည့်ရင်6 1 minus 19 plus 6 ဒါဆိုရင်6 6 2 73ဆိုမကြည့်ဘူးမကြည့်တဲ့အတွက်တခြားဒါ1နဲ့မရဘူးပေါ့နော်1နဲ့မရ minus နဲ့ပြောင်းစင်းစားရင် minus 3ထပ်က minus ဆိုရင်6က minus ဖြစ်သွားမယ် minus 2ထပ်က plus ဆိုတော့1ပဲဒီက19က minus နဲ့ minus မြောက်မှာမလို့ plus 19ဖြစ်လိမ့်မယ်နော် ။ဒါဆိုရင်နောက်က plastic က plastic ပဲဆိုတော့ဒါလည်းမကြည့်ဘူးပေါ့နော်။အဲ့တော့မကြည့်ဘူးဆိုတော့ဒီလိုကဘာလို့ကြည့်မလဲ။ဒူးထည့်ကြည့်ရမှာပေါ့။1က +1 လည်းမရဘူး။ minus -1 လည်းမရဘူးနော်။ဒါဆိုဒီလိုဘာထည့်ကြည့်မလဲ။ဒူးထည့်ကြည့်မယ်နော်။ဒူးထည့်ကြည့်မယ်ဆိုတော့ f or minus 2လေးထည့်ကြည့်ရအောင်เนาะလိုက်ပြောမယ်เนาะ x နေရာတွေလိုက်ထည့်6 into minus 2 the whole 2 plus minus 2 the whole square minus 19 into minus 2 plus 6ပေါ့နော်။ဒါဆိုရင်2က3ထပ်က8เนาะ8 68လीဆို48အနှုတ်3ထပ်မှုလို့ -48 ဒါက2နှစ်ထပ်က4အနှုတ်2ထပ်ကအပေါင်းဆိုတော့4 69နှစ်လीဆိုတော့38နော်38ကအနှုတ်အနှုတ်ဆိုတော့အပေါင်း38ဖြစ်သွားမယ်ပြီးရင်နောက်က +6 ပေါ့နော်ဆိုတော့ကြည်လာလို့ကြည် plan 6เนาะအဲ့ဒါဆိုရင်ပေါင်းကြည့်မယ်38ဒီက6နဲ့4နဲ့30 30နဲ့38ဆိုတော့48ဆိုတော့ minus 48 plus 48ဖြစ်သွားတဲ့အတွက်ကြည်တယ် equal 0เนาะဒါဆို0ထွက်သွားပြီဆိုတာဖြစ်သွားရင်လည်း factor ဖြစ်သွားပြီ minus 2ထည့်ထားတာဖြစ်တဲ့အတွက်ဘာယူမလဲ plus 2ယူမှာနောက်ဆိုဘယ်လိုဖြစ်မလဲ a plus 2 is a factor เนาะ factor of f(x) ဒါဆိုရင်၃ထပ်ဖြစ်တဲ့အတွက်ရလာတဲ့တစ်ချိန်နဲ့ပရင်ဂိန်းတန်းကို စားဆိုတော့ဘယ်သူနဲ့စားမှာလဲဒီ x+2 လေးကိုသွားစားပေါ့နော်ဒီပရင်ဂိန်းတန်းကိုသွားစားမယ်ဆိုတော့စားမှာက x+2 နဲ့စားမှာဆိုတော့ x+2 နဲ့စားမှာဖြစ်တဲ့အတွက်အရင်ဆုံးအလီဝင်မှာကဗာလဲ6ကပါနေတဲ့အတွက်6အရင်ယူမယ်ပြီးရင် x ကကျုနဲ့ဒီက x တစ်ထပ်ဆိုတော့နှစ်ထပ်လိုတဲ့အတွက် x2 နော် မြောက်လိုက်တဲ့အခါမှာစစ် XQ ရသွားမယ်။တခါ2နဲ့သွားမြောက်မှာဖြစ်တဲ့အတွက်6နဲ့4စနစ်ဆိုတော့ plus 12 x2 နော်။လက္ခဏာချိန်မယ်။ဆိုတော့ရှိက minus minus ဆိုတော့ကြီးတယ်။နောက်က plus နဲ့ minus 12ဆိုတော့ minus 11ရမယ်။ x2 နော်ပြီးရင် minus ဆွဲချလိုက် 19a plus 6နော်အဲ့ဆိုတော့ဒီမှာ minus ဆိုတော့ဒီမှာလည်း minus ဝင်မယ်11 ထပ်ညွန်းကနှစ်ထပ်ဆိုတော့တစ်ထပ်လိုမှာပေါ့နော်ဆိုတော့ -11 a square ရပါမယ် -11 a square တခါ2နဲ့11နဲ့မြောက်မှာဆိုတော့17နဲ့လီဆိုတော့22လက္ခဏာက minus ရမယ် 22x เนาะဆိုတော့လက္ခဏာချိန်မယ် plus plus ဒါကကြီးမယ် minus 19နဲ့ plus 22ဆိုတော့3ကျန်မှာပေါ့เนาะ plus 3ကျန်မယ် 3x နောက်က +6 အဲ့တော့လက္ခဏာက plus ဖြစ်မယ်3ဖြစ်မယ် x ကမလို့တော့ဘူးเนาะဆိုတော့ 3x 3နဲ့6လက္ခဏာက minus minus ဆိုတော့သူက0ရလာရင် divisor into quotient เนาะအဲ့ဒါကိုဘယ်မှာတော့ရေးမလဲ f(x) မှာတော့ရေးမယ်เนาะအဲ့ဆိုရင် f(x) f(x) ဆို equal to ပထမတဲ့ဘွင်းက x plus 2เนาะအခုစားလို့ရလာတဲ့တခွင်းက portion က 6x square minus 11x 6a square minus 11a ပြင်ပါရလဲ plus 3เนาะ ကဲအဲ့ဒါဆိုအရှိကတော့ x 2ပဲနောက်က2ထပ်ကိုခွဲမယ်ဆိုတော့နောက်က plus ဖြစ်တယ်။ပေါင်းရင်11ရရမှာဆိုတော့ရှိက6ဆိုတော့ 6x နဲ့ x 3နဲ့ဆိုရင်အဲ6က3နဲ့ခွဲကြည့်မယ်နော်။3နဲ့ခွဲကြည့်ရင်3နဲ့လီ6ပေါ့။3နဲ့လီ6ဆိုရင်ဒီရှိရောနှုတ်ကအပေါင်းရမှာပေါင်းရင်17ရရမှာ။ ဒါဆိုရင်မလုံးမလဲအောက်က3တလီယာ13လီလို့ယူပေါ့ဒါဆိုရင်ဒီလိုမြောက်တာက9ရမယ်နော် 9x ရမယ်ဒီလိုမြောက်တာက 2x ရမယ်ပေါင်းလိုက်ရင် 11x အဲ့ဒီ 11x က minus ရချင်တာဖြစ်တဲ့အတွက်နှစ်ခုလုံး minus ပေါ့နော်အဲ့ဆိုဘာတွေရသွားလဲ 2x minus 1ရယ် 2x minus 3ရယ်ဆိုတော့အဖြေထုတ်လိုက် အာ sorry အဲ့ဒီမှာ तू က soft လောက်ခိုင်းထားတာဖြစ်တဲ့အတွက် x လိုချင်တာเนาะ x လိုချင်တာဆိုဒီ sheet ရဲ့ paying gain တန်းဟာဘာနဲ့ညီပြီးသားလဲဆိုတော့0နဲ့ညီတယ်လို့ဒီမှာပေးပြီးသားเนาะအဲ့တော့ဒီဘက်ဒီ f(x) ဖြစ်တဲ့အတွက် f(x) equal to 0လို့ तू ကပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ sinks ပေါ့เนาะ sinks f(x) equal 0လို့ပေးထားတယ်ဒါဆို f(x) ရထားတဲ့ဒီ ဂိမ်းနေအားလုံးကိုဘသူအောက်မှာရေးဒီ f4 x အောက်မှာလပ်ပြန်ရေးဒါဆိုဘယ်လိုဖြစ်မလဲ x 2 into 2x 1 2x 3 equal to 0ဒါဆိုရင် 2x 2 equal 0 or 2x 1 equal 0 or 2x minus 3 equals 0 no so a phi ga x equal to minus 2 or x equal to 1.2 or x equal to 3 by 2 ya ya mla ye sorry no di ma ga ba le di ma ya lite de ha ga yee da lwe twa da di ma ga 3x minus 1ဖြစ်တယ်เนาะဒီမှာ 3x minus 1တကွင်း ြီးရင် 2x 3တကွင်းเนาะဒါဆိုရင်ဒါလေးက 3x 1ဖြစ်မယ်ဆိုတော့ 3x 1ဆိုတော့ဘာရမလဲအဖြေက1.3ပေါ့နော်1.3ရယ်3.2ရယ်အဲ့တော့အခုတချို့ရလိုက်တဲ့အဖြေကအဖြေက -2 ရယ်1.3ရယ်3.2ရယ်ရမယ်နော်ကဲဟုတ်ပြီဒါဆိုတာ ABB possible rational root တွေမစဉ်းစားပြတော့ဘူးเนาะအဲ့ဒါကထည့်ရေးလဲရတယ် ထည့်မရေးလဲရတယ်နော်တောင်းတဲ့အကြောင်းအတွက်ဆိုရင်ထည့်ရေးပြလိုက်အဲဘောမစဉ်းစားပြတော့เนาะသူရဲ့ formula နဲ့လည်းရှေ့ရအပုတ်ဒီမှာစဉ်းစားပြီးသားဖြစ်တယ်။ကြဲအဲ့ဒါဆိုရင်အခုဒီ B မှာကြည့်ရင် तू ကတစ်ဖက်မှာ0မရှိသေးရင်ဘာလုပ်ရမှာရွှေ့ရမှာဖြစ်တယ်เนาะအဲ့ဆိုတော့ဒီဘက်ကိုရွှေ့ဆိုတော့ 9x2 10x2 17x 2 0ဖြစ်မှာเนาะဒါဆိုရင်ဒီဘက် channel လေးကိုဘာလုပ်မှာ of x လို့ထားเนาะ equal 0မထည့်ရအောင်เนาะဒီ0မထည့်ရအောင်အဲဆိုတော့အဲ့ဒါကို of x လို့ထားလိုက်ပြီးထားပြီးသွားပြီးဆိုရင်ချေလို့ factor အရင်ရှာရမှာเนาะ solve လုပ်ဖို့အတွက်က factor ရှာမယ်ဆိုတော့အရင်ဆုံးထပ်ညွန့်ကြည့်တော့3ထပ်ဆိုတာဒီကြိမ်အစားအတွက်မယ်နောက်ဆုံးက2ကိုပြတ်တဲ့ဂိမ်းနေထည့်မယ်နော်ဒီ2ကိုပြတ်တယ်ဂိမ်းနေထဲမှာဆိုတော့ +1 minus 1ကနေပဲစစဉ်းစားမှဖြစ်တဲ့အတွက်ဒီချက်လို့ဗာထည့်ကြည့်လိုက်မယ်။ +1 ထည့်ကြည့်လိုက်နော်။ +41 f of 1 equal to so 9 into 1 cube plus 10 into 1 square minus 17 into 1 minus 2 no that's why i'm 9 into 1 so 9 plus 10 into 1 so 10 minus 17 minus 2 no that's why you have 18 and then 19 so that means 10 and 9 and 19 so no plus 19 minus 19 equal 0เนาะแล้วสู้ตัว0ถั่วตัวပြီးဆိုဘာဖြစ်သွားရင်လဲ vector ဖြစ်သွားပြီဆိုတော့အပေါင်းထည့်ထားတာဖြစ်တဲ့အတွက် x minus 1 is a vector of a x เนาะအဲ့တော့ရလာတာ ਨੇ ပြင်ကိန်းတန်းကိုစားဆိုတော့ဒီချက်ပြင်ကိန်းတန်းကူထားပြီးပြီဆိုတော့ဘာနဲ့စားမှာလဲ x minus 1နဲ့စားမှာเนาะ x 1ဆိုတော့ဒီမှာ9ရှိတဲ့အတွက်9ဝင်မယ် x ကနှစ်ထပ်လိုမယ်ပေါ့ဒါဆိုရင် 9x 2 minus 1နဲ့မြောက်မှာဆိုရင် minus 9x ကွယ်နော်လက္ခဏာချိန်မယ် minus plus ဆိုတော့ရှေ့ကကြည့်မယ်10နဲ့ plus ဆိုတော့19ပေါ့နော် 19x2 minus 17x minus 2ဒါဆိုတော့ plus 19ဝင်မှာပေါ့ plus 19x ပေါ့နော်ဒါဆိုရင် 19x2 ပြီးရင် um minus ရမှာနော် minus 19x ရမယ်လက္ခဏာချင်းပဲ minus plus ဒါကြည့်မယ်ဆိုတော့ minus 17နဲ့ plus နဲ့ဆိုတော့နှုတ်မှာဖြစ်တဲ့အတွက်2ကျက်မယ်နော် plus 2ကျက်မယ် 2x minus 2ဒါဆိုရင် plus ပဲဝင်มาဖြစ်တဲ့အတွက် plus 2ပေါ့နော်အဲ့ဆို 2x နဲ့မြောက်တော့ 2x -1 နဲ့မြောက်တော့ -2 ဆိုတော့လက္ခဏာက plus plus ဖြစ်တယ်ဆိုတော့ကြည်သွားတဲ့0เนาะရလာဒီနှစ်ခုကို alpha x မှာပြန်ရင်းเนาะ equal to ထမတခွင့်ရပါလဲ x minus 1เนาะဒုတိယစာလို့ရတာလေးက 9x² plus 19x plus 2เนาะ 9a square plus 19a plus 2ရတယ်အဲ့တော့အနောက်ကဂိမ်းကိုခွဲမဲ့ပေါ့နောက်ကဂိမ်းကိုခွဲမဲ့ဆိုတော့ပေါင်းရင်19ရမှာเนาะ19ရမှာဖြစ်တဲ့အတွက်ရှေ့က9 x နဲ့ a နောက်က2တက်လीဆိုတော့တင့်တက်လीလို့ရေး9တက်လीရဆက်ရှင်နောက်က a ပေါင်းရင် 19x အဲ့ဒီ19က plus ရချင်တာဆိုတော့နှစ်ခုလုံး plus ဖြစ်မယ်ဆိုတော့ဒီချက်လို့ရတာက x plus 2လေးရဲ့ 9x plus 1ရဲ့ရတယ်ဆိုတော့သူကပေးချက်မှာ equal 0ဖြစ်တဲ့အတွက် sinks ပေါ့နော် alpha x ဟာ0ဖြစ်တယ်ဆိုတော့ရတဲ့၃ခွင်းလာတဲ့ရတဲ့၃ခွင်းဆိုတော့ x minus 1ရဲ့ x plus 2ရဲ့ 9x plus 1ရဲ့ equal to 0အဲ့ဆိုတခုစီက0မဟုတ်လို့ x minus 1 equal 0 or x plus 2 equals 0 or 9 8 plus 1 equals 0เนาะဒါဆိုရင်ဒီချို့အဖြေက x equal to 1ရယ် x equal to minus 2ရယ် or x equal to minus 1 by 9ရယ်ရတယ်เนาะဆိုတော့အဖြေ၃ခုရသွားပြီပေါ့နားလည်မလား ကဲအဲ့ဒါဆိုစီတပုတ်ကြံမယ်စီလေးလိုက်ကြည့်လိုက်ရအောင်နော်ဆောပုံစံဆိုတစ်ဖက်မှာ equal 0ဖြစ်လာအရင်ကြီးဖြစ်ပြီဆိုရင်တန်တွက်မယ်မဖြစ်သေးနေရရွှေ့မယ်ပေါ့နော်အဲ့ဆိုတော့အခုကဖြစ်ပြီတစ်ဖက်မှာ0ဖြစ်ပြီဆိုတော့မလုပ်မလဲ a for x ထားပြီးရင်ဒီ12ကိုစားပြတ်တဲ့ဂိမ်းလေးတွေအရင်စဉ်းစားလိုက်နော်အဲ့ဆိုစနစ်ကိုစားလို့ပြတ်တာဘယ်ရပဲစစဉ်းစားမလဲဆို1ကပဲတစ်ချက်ကစစဉ်းစားမှာဖြစ်တယ်ဆိုတော့1ထည့်ရင်1လေးထက်က1 1ထည့်ရင် -9 1ထည့်ရင် -4 +12 ။ဒါဆိုရင်6ဆိုတော့ဒါက73ဒါနဲ့ဒါနဲ့လည်း73ဆိုတော့ပြတ်တယ်ပေါ့နော်။ပြတ်တယ်ဆိုတော့ကျတို့ဒါ plus 1နဲ့ရတယ်။ plus 1နဲ့ရတဲ့အတွက် upper 1ထည့်မယ်။ equal to 1/4 minus 9 into 1 square minus 4 into 1 plus 12ပေါ့နော်ကဲအဲ့ဒါဆိုရင်1 minus 9 minus 4 plus 12ဆိုတော့ plus 13နဲ့ minus 13နဲ့ရတယ်0ထွက် infector ဖြစ်တယ် plus ဖြစ်တဲ့အတွက် x minus 1က factor ပေါ့ yes sir factor or for x တတ်ကွင်းရပြီဒုတိယတကွင်းဆိုတော့1ထည့်ကြည့်ပြီးပြီဆိုတဲ့အတွက်ဘာထည့်ကြည့်လိုက်မလဲ2ထည့်ကြည့်မယ်နော်2ထည့်ကြည့်မယ်ဆိုတော့ up for minus 2လေးထည့်ကြည့်မယ်ဆိုတော့ minus 2 the whole power 4 minus 9 into minus 2 the whole square minus 4 into minus 2 plus 12ပေါ့နော်ဒါဆိုရင် minus 4ထက်က plus 2လေးထက်က16ပြီးရင်2နှစ်ထက်က4အနှုတ်နှစ်ထက်ကအပေါင်းဒီ4နဲ့ရှိရ6နဲ့မြောက်ပါဆို6လေး4 36 minus 36ပြီးရင်ဒါက minus minus မြောက်တာက plus ဖြစ်တယ်4နဲ့4 8 နောက်က plus 12ပေါ့နော်ဒါဆိုရင်7နဲ့8နဲ့က20 20ရယ်16ရယ်ဆိုတော့36เนาะအဲ့ဆိုတော့ plus 36နဲ့ minus 36 equals 0ဒါဆိုသူကလည်း factor ဖြစ်သွားပြီเนาะဆိုတော့တချို့လို့ minus 2ထည့်ထားတာဖြစ်တဲ့အတွက်ဘာဖြစ်သွားမလဲ x plus 2ပေါ့နော် x plus 2 is a factor of a for x เนาะ ကဲအဲ့ဒါဆိုရလာတဲ့နှစ်ကွင်းဘာလုံးမှာလဲမြောက်မှာပထမတကွင်းက x-2 အော် sorry x-1 နော်ဒုတိယတကွင်းက x+2 အဲ့ဒီနှစ်ကွင်းကိုဘာလုံးမယ်မြောက် x နဲ့ x နဲ့မြောက်တော့ x2 x နဲ့2နဲ့မြောက်တော့ +2x minus နဲ့မြောက်တော့ minus x minus 2နဲ့မြောက်တာ minus 2เนาะဒါဆိုရင် x square 2x minus x ဆိုတော့ plus x minus 2เนาะအဲ့ဒီရလာတာ ਨੇ တချို့ကပင်းရင်ကိန်းတန်းကိုစမ်းတာဆိုတော့ပင်းရင်ကိန်းတန်းဆိုရင် စားပြီဆိုတာ ਨੇ ဘာလို့လို့ပြောထားလဲထညွန်ကြီးလို့ပြောတဲ့အတွက်၄ထပ်၂ထပ်၃ထပ်ဆိုတော့ဘာပြောင်းနေလဲ၃ထပ်ပြောင်းနေတယ်အဲ့ဆိုတချို့ဘာထည့်ပြရမှာလဲ၃ထပ်ထည့်မယ်เนาะ synthetic နဲ့ပဲတွက်တွက် long division နဲ့ပဲတွက်တွက်ထည့်ရမှာဖြစ်တယ်ဆိုတော့ဒီမှာ 0x3 ထည့်ထားတယ်เนาะ အဲ့တော့ရလာတာ ਨੇ စားမှာဖြစ်တယ်ဆိုတော့အခုဘာနဲ့စားမှာ a square + h minus 2နဲ့စားဒါဆိုရင် a square x4 ဆိုတော့နှစ်ထပ်လုံမယ်ပေါ့နော်နှစ်ထပ်လုံမယ်ဆိုတော့ a square လုံမယ်မြောက်လိုက်ရင် x4 ဖြစ်မယ်တခါ h ရယ် x square ရယ်မြောက်တော့+ x2 ဖြစ်မယ် minus 2နဲ့မြောက်တော့ minus 2 x square လက္ခဏာချင်းမယ် minus minus plus ရှေ့ကကြီးမယ် 0 h2 နဲ့ plus အောက်က minus ဖြစ်တဲ့အတွက်ဘာဖြစ်မလဲ minus h2 เนาะ minus 9နဲ့ plus 2နဲ့ဆိုတော့ minus 7 a square နောက်ကဆွဲချမယ် minus 4 a plus 12เนาะဒါဆိုအလီယာဘာဝင်မှာလဲ minus ဖြစ်တဲ့အတွက် minus ဝင်မယ် h2 မို့လို့တထပ်လို့မယ်ဆိုတော့ minus h2 x နဲ့ minus x နဲ့မြောက်တော့ minus x square minus 2နဲ့ minus x နဲ့မြောက်တော့ plus 2x လက္ခဏာချိန်မယ်ဒါက plus plus minus တာချိန်မယ်7နဲ့ minus uh, plus 1ဆိုတော့ minus 6เนาะ x square 4က minus 4နဲ့ minus 2ဆိုတော့ minus 6 x ပြီးရင်အနောက်က plus 12ဆွဲချလက္ခဏာက minus 16 x က2ထပ်ဆိုတော့မလိုတော့ဘူး minus 8 square ပြီးရင် plus နဲ့16နဲ့မြောက်မှာဆိုတော့ plus 16 a sorry 6ပြောတာเนาะအလီရပါဝင်မှာလဲ minus 6ဝင်မှာဒါဆိုရင်မြောက်မှာဆိုတော့ဘာရမှာလဲ plus 6เนาะအာ plus နဲ့ minus မြောက်တာเนาะ plus နဲ့ minus နဲ့မြောက်တာဆိုတော့ဘာဖြစ်မလဲ minus 6ဖြစ်မယ်ပြီးရင်အနောက်က12ကကျတော့ 2နဲ့မြောက်မှာ minus minus မြောက်တော့ plus 12เนาะကဲအဲ့ဒါဆိုရင်လက္ခဏာက plus ရယ် plus ရယ် minus ရယ်ဆိုတော့အလုံးကြည့်သွားတယ်0เนาะရလာတာကိုပြင်မှာရေး for x မှာရေးညာဆိုရင်ဒီလို for x မှာရေးမှာဆိုတဲ့အတွက် for a equal to အရင်ဆုံးရတာကိုရေးဆိုတာအရင်ရေးရမှာเนาะဆိုတော့ a square plus a minus 2ကိုအရင်ရေးပြီးရင် into နောက်ကအပေါ်က quotient ကိုရေး ဆိုတော့ x square minus 8 minus 6နော်ကဲအဲ့ဒါကိုနောက်ကဂိမ်းကိုစခွဲဂိမ်းခွဲရှိကဟာကခွဲပြီးသားဒီမှာရှိတယ်ဒါပြန်ကူးအောင်နော်ဆိုတော့ဗာလဲ x minus 1 x plus 2ပေါ့နောက်ကနှစ်ခွင်းခွဲမယ်ဆိုတော့ minus 6 အနှုတ်ဆိုတော့နှုတ်ရင်ဝမ်းကြံရမှာဆိုတော့3နှစ်လီနဲ့ခွဲမှာပေါ့နော်3နှစ်လီနဲ့ခွဲမယ်အနှုတ်ကြီးချင်တဲ့အတွက် -3 ဖြစ်မှာမို့လို့ x+2 တခွင့် x- 3တခွင့်ဒါဆိုတချို့ factor 4ခွင့်ရပြီနော်ဆိုတော့ sort ဖြစ်တဲ့အတွက် x ရဲ့အဖြေကလည်းဘယ်နှခုထွက်ရမလဲ4ခုထွက်ရမယ်နော်၄ခုထွက်တဲ့တဲမှာအခု x+2 ကဘာဖြစ်နေလဲ2နေတယ်ပေါ့နော်2နေတယ်ဆိုတော့2ရဲ့အဖြေထွက်မှာ ဆိုရင်ဘယ်လိုရေးမလဲ sinks f of x equal 0ပေါ့ sinks f of x equal 0ဆိုအခုရထားတာက x minus 1တကွင်းရယ် x plus 2က2တယ်2လဲပြန်ရေးမယ်နော် x plus 2 into x plus 2ပြန်နောက်တကွင်းရပါရထားလဲ x minus 3ပေါ့နော် equal 0ဟုတ်လားပြန်ကြည့် နော် x 3ဟုတ်တယ်အဲ့ဆိုတခုစီကလည်း0နဲ့ညီမယ် x y 0 or x 2 0 or x 2 0 or x 3 0เนาะအဲ့တော့2နေတာတခုပဲရေးလဲရပါတယ်ဒါဆိုရင် x 1 or x 2 or x 2 or a c equal to 3เนาะအောက်မှာတစ်ခုဖြုတ်လိုက်မယ်တရှင် a c equal to 1 2နေတာကိုတစ်ခုပဲရေးမယ် or x equal to minus 2 or x equal to 3ဆိုပြီးသူ့ရဲ့အဖြေ3ခုရသွားမယ်เนาะ1ရဲ့ minus 2ရဲ့3ရဲ့ညမလားကြည့်ဟုတ်ပြီအဲ့ဆို89နေတဲ့နေရာတင်ပြီးသားเนาะအဲ့ဒီမှာ party ရဲ့ခေါင်းစဉ်တွေမှာကြည်ပါလိုရာလေးတွေနည်းနည်းထပ်ရှိပေးနေတာဖြစ်ပါတယ် share နောက်ဗီဒီယိုတွေဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ